အမေမင်္ဂလာပါမနက်ဘက်ကနေတလဲကြိုဆိုပါရစေအဲရင်တစ်ခေါက်ကတော့တိုက်ဆေးကြောင်မေးထားပြီးတော့ဘလော့မတင်ဖြစ်တာတော်တော်ကြာသွားပြီးတော့အလုံးရင်းဆုံးကြိုပြီးတော့တောင်းပန်ပါရနော်လှုပ်လေးများနေလို့ခုမှပဲတင်ဖြစ်တာပေါ့နော်တော့တိုက်ဆေးကြောင်မေးထားတော့တော်တော်များများတော့တိုက်ဆေး brand အနေနဲ့ဖြစ်ရပေါ့နော်ဥမာအာ cookie တုံးနေ sensorite တုံးနေနောက်ပြီးတော့ follow me တုံးနေဆိုအောင်စုံမဲပေါ့နော်ဆိုတော့အဲ့လို ဟို brand နေနဲ့ပြောအထက်စားလို့ရှိရင်ဒီတွားလိုက်စေးထဲမှာပါတဲ့ပါဝင်ပစ္စည်းတွေနဲ့ဘယ်လိုရွေးချယ်မလဲနောက်ပြီးတော့ကိုတကယ်ဖြစ်နေယောဂါပေါ့နော်ဒီတွားတွားပိုးစားယောဂါဖြစ်နေရလားဒါမှမဟုတ်သခုံးယောဂါဖြစ်နေရလားဒါမှမဟုတ်တွားဖြူကျင်လာလားတွားကျင်လာလားပေါ့နော်အဲ့ဒီပေါ်မူတည်ပြီးတော့ဘယ်အမျိုးအစားပါဝင်ပစ္စည်းကိုရွေးချယ်မလဲဆိုတာလေးနဲ့ပြောချင်ပါတယ်အဲအဲ့အတွက်အရင်ဆုံးပေါ့နော်တွားလိုက်စေးရွေးရမယ်ဆိုရင်အဓိကပါဝင်ပစ္စည်းကိုကြည့်ရမှာကတော့ fluoride ပါ fluoride 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 အဲ့တော့ fluoride ကဘာလို့အရေးကြီးတာလဲဆိုလို့ရှိရင်ဒီ fluoride ကအဓိကအဖြစ်အများဆုံးယောဂါနှစ်ခုရှိပါတယ်တောယောဂါမှာတောပိုးစာယောဂါရှိတယ်တဖုံးယောဂါရှိတယ်ပေါ့နော်အဲ့တော့တောပိုးစာယောဂါရောတဖုံးယောဂါအတွက်ရော fluoride ကအရေးကြီးပါတယ် main fluoride ကဒီသွားရဲ့ကြွေလွှာကိုအာအာ အားကောင်းစေတယ်တန်မာစေရပေါ့နော်နောက်ပြီးတော့ကျွေးလွားမှာဒီပုံမှာရှိတယ်ကျွေးလွားလေးကိုပို့ပြီးတော့သွားပုတ်စားရခါကျရင်မပြော့သွားအောင်သူကကာကွယ်ပေးတယ်နောက်ပြီးတော့ criminalize ဆိုတာပို့ပြီးတော့ဒီဘွားနေပိုးစားတာမဟုတ်ဘဲနဲ့ပြုံးသွားတဲ့ဟာလေးကိုဘွားနေထပ်ပြီးတော့ strong ပို့တိုးအောင်လုပ်ပေးရပေါ့နော်ဆိုတော့ fluoride ပါတဲ့ဟာကိုရွေးမယ် fluoride ဘလောက်ပပနာပါရမလဲဆိုလို့ရှိရင်ကလေး6နှစ်အထက်နဲ့လူကြီးတွေမှာဆိုလို့ရှိရင် pad per million ကျမတို့သုံးပါတယ်ဟို unit ပေါ့နော်ဆိုရင်တော့1350ကနေပြီးတော့1500အထိပါမှာပေါ့နော်အဲ့တော့ခုနကလို6နှစ် ောက်ကလေးတွေဆိုရင်တော့1000 ppm ဆိုရင်ရပါတယ်ပေါ့နော်အဲ fluoride ပါတာကတော့အခု ဒီဒီခွက်ထဲမှာရသလောက်ပေါ့နော်တော်လိုက်စေဆိုတာတော်တော်များများကတော့ဖလိုရိုက်ပါတယ်အဲ့တော့ဖလိုရိုက်ပါတဲ့ပမာဏလည်းခုနကကျွန်မပြောပြသွားရင်နော်နောက်ပြီးတော့ဘာလို့အပ်သေးလဲဆိုရင်ကိုယ်ရဖြစ်နေတဲ့အရာနဲ့ပေါ့နော်ကိုက်ညီတဲ့တော်တိုက်စေကိုရွှေ့မယ်အဲ့တော့ကိုလိုကျင်တဲ့အရာပေါ့ဘယ်လိုဟာမျိုးလဲဆိုကိုသွားဖြူကျင်နေဆိုရင်ဘယ်လိုတော်တိုက်စေမျိုးရွှေ့ချင်မလဲကိုသွားကျင်နေဆိုရင်ဘယ်လိုတော်တိုက်စေကိုရွှေ့ချင်မလဲနောက်ပြီးတော့ခုနအဖြစ်များယောဂနှစ်ခုထဲမှာသောပု္ပ္ပယောဂပြုံးတဖုံယောဂရှိရဲ့နောက်အဲတဖုံယောဂရှိနေလူနာတွေဆိုလို့ရှိရင်အဲ့လိုပေါ့ဘယ်လိုတော်တိုက်စေကိုရွှေ့ချင်မလဲဆိုတာကိုပြောချင်ပါတယ်အဲ့တော့ပထမဆုံးက လူတွေတော်များများအခုနောက်ပိုင်းစိတ်ဝင်စားတော့သွားဖြူကျင်တာပေါ့နော်အဲ့တော့သွားဖြူကျင်တာဆိုလို့ရှိရင်တော့ whitening ပေါ့ whitening သွားလိုက်စေမှာဆိုလို့ရှိရင်ဘယ်လို product တွေပါပါတက်လဲဆိုရင် calcium pyrophosphate တို့ calcium carbonate တို့ပါတက်တာပေါ့နော်ဆိုတော့နောက် silica compound တွေလည်းပါနောက်ပြီးတော့ hydrogen peroxide ပေါ့နော် hydrogen peroxide ကတော့အခုစိတ်ကနေမှာလုတ်ပြီးနော် whitening treatment တွေဆိုရင် hydrogen peroxide သုံးတာများတော့ပမာဏများတာပေါ့နော်အနောက်ပြီးရင်တို့မှာဘာပါလဲဆို abrasive တွေပါ abrasive ကမှ soft abrasive ပေါ့ဒါသွားပေါ်မှာရှိတဲ့ stain တွေကြီးတွေအဲ့ဒါတွေတို့ဖယ်ပေးတာပေါ့ကောင်းလားဆိုရင် white whitening က short term အနေနဲ့ဆိုလို့ရှိရင်တော့ကောင်းပါတယ်။ long term အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဒီ whitening agent တွေအပြင်ကိုခုနပြောတဲ့ fluoride ပါရင်တော့ပို့ပြီးတော့ကောင်းတယ်။ဒီဟာဆိုလို့ရှိရင်ကျွန်မပြောတဲ့ compound တွေလည်းပါတယ်အပြင်ကို fluoride လည်းပါတယ်ပေါ့။ဆိုရင်ဒါခုနသွားကိုလည်းအဲသွားဖို့စားရလဲကောက်ကွယ်ပေးရဲသွားရဲ့ဒီပေါ်က inner mesh strength ကိုလည်းပို့ပြီးတော့ကောင်းစေတယ်။သွားလည်းဖြူစေရဲဆိုတော့နောက်ခုလုံးပြည့်စုံတာပေါ့နော်။အဲနောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်သွားကျင်တာပေါ့ sensitivity အဲ့ဒါလည်းဟိုဈေးကွက်ထဲမှာအများကြီးပါပဲ။သွားကျင်တော့နာမည်ကြီးကတော့ sensor dye တို့တာမို့ zero ပေါ့နော်။ အဲ့ဒါသုံးကြရတယ်ဆိုရင်ဒီဟာတွေကြောင့်ဘာတွေပါလဲဘယ်လိုနောက်ဘယ်လိုဘယ်လိုကြောင့်သွားကျင်တာပြောက်လဲပေါ့ဆိုပြီးအဲ့ဒါကိုပြောပြချင်ပါတယ် သွားကျင်နာပြောက်တဲ့သွားတိုက်ဆေးမှာဆိုရင်ဘလိုဟာပြတ်တက်လဲဆိုရင်ပိုတက်ဆီယမ်နိုက်ထရိတ်တို့ပိုတက်ဆီယမ်စထရိတ်ပါမယ်နောက်ပြီးရင်စတိုနီဒီယန်တို့အာဂျန်နင်းတို့ပေါ့နော်အဲ့လိုဟာပြတ်တက်တယ်ဆိုတော့သူကမလုပ်ပေးလဲဆိုလို့ရှိရင်ဒီကျမတို့ခန္ဓာကိုယ်မှာ sensation တစ်ခုရှာတယ်ပေါ့နော်အဲပူရာအေးရအဲ့လိုသွားတဲ့ဟာ neurotransmitter ရှိအဲ့ဒါခဏလေးရက်ပေးတယ်ဒါမှမဟုတ်လို့ရှိရင်သူကမလုပ်ပေးလဲဆိုရင်အာ dentin tube ဆိုတာရှိတယ်ပေါ့နော် dentin tube သွားရဒီသွားရဒုတိယလေယာမှာပါတယ်အပေါက်လေးပေါ့အဲ့ဒီအပေါက်လေးကိုသူကယာယီပိတ်ပေးပြီးတော့ဒီသွား ားရဲ့ဂျင်နာတွေအဲတက်တာတော့လုတ်ပေးရပေါ့နော်။သွားဂျင်နာဖြစ်နေရဲ့ဒီသွားဒီအမြင့်တဖုံးနေရောပြီးတော့သွားအမြင့်ပိုင်းနေပေါ်နေတယ်။ဒါပေမဲ့သွားမျိုးသွားအပေါ်လေးရယ်ပေါ်နေတယ်ပေါ့နော်။အဲနောက်တဖုံးရောဂါတွေဖြစ်နေဒီလိုသွားဂျင်နာပြောက်တဲ့ဟာတွေကိုသုံးသပ်ပါမယ်။နောက်တစ်ခုကဘာကြီးလဲဆိုရင်သွားမှာခုနကြောက်တေးရှိနေတာပေါ့နော်။ကြောက်တေးရှိရဆိုကျွန်တော်က calculus ဆိုကျွန်တော်ကခေါ်တာပေါ့။တော်တော်များများသွားလိုက်စေးမှာတတတာဆိုပြီးတော့ပါတယ်။ကြောက်တေးကဘာကြောင့်ဖြစ်တာလဲဆိုရင်ခုနအဲသွားပေါ်မှာ အရန်ပြီးပါလွာရဲပေါ့နော်မျက်စိနဲ့မမြင်နိုင်တဲ့ခါမှာ black တွေရှိတယ် black bacteria black layer ရှိတယ်အဲ့ black layer တွေကကြာလာတဲ့ခါမှာဒီဖြည်းဖြည်းနဲ့သူကနယ်ချဲနယ်ချဲနယ်ချဲနဲ့မာလာကြတာပေါ့နော်မာလာပြီးအဲ့မှာကြောက်တီဖြစ်သွားမယ်ဖြည်းဖြည်းနဲ့သဖုံအောက်ကိုနှိမ့်ကြစေမယ်ပေါ့နော်ပြီးရင်သွားရဲ့ကဒွင်းနံကိုလည်းဆိုးစေမယ်အဲ့ဒါတွေကိုအရန်မဆိုးလာခင်မှာဖယ်နိုင်အောင်ဆိုပြီးတော့ abrasive တွေထည့်ထားမယ်နောက်ပြီးတော့ fluoride ပါတဲ့ toothpaste တွေသုံးမယ်ဆိုလို့ရှိရင်ဒီဟာဒီသဖုံရောဂါကာကွယ်နိုင်တာပေါ့နော်အဲ့အရန်ညီများသွားပြီဆိုလို့ရှိရင်တော့ဒါကသွားဆရာဝန်နဲ့ပဲပြမှာပဲရတော့မှာပေါ့နော်ဆိုရင်ဒါက က Black Day ဖြစ်တယ်။ အဲကတ်ကူလတ်စ်တွေဖဲတဲ့ပုံတော့တိုက်စီအကြောင်းပြောပြီးသွားပြီဆိုတော့နောက်ပါရှိသေးလဲဆိုလို့ရှိရင် organic ပေါ့ဥက္ကနာ fluoride လည်းမပါဘူးပုံမှန်တကယ် habs တွေနဲ့ပဲဒီတဘာဝအဲရွက်တင်နဲ့လောက်ထားတော်တော်များများကဥက္ကနာလင်းင်းပါအကြိုက်ကြတယ်ပေါ့နော်ဈေးကွာထဲမှာ max white ရှိမယ်နောက်ပြီးသွားလို့ရှိရင် organic တိုက်စီလည်းအများကြီးရှိရပေါ့နော်အဲတော်တော်များများလည်းစုံသွားပြီပေါ့နော်ရွေးရမယ်ဟာအဲလိုလိုသေးတယ်အဲကျွန်တော်ဖြစ်နေတဲ့ဟာလေးကနောက်ဥက္ကနာအနံ့ဆိုးရှိရပေါ့နော်အနံ့ဆိုးရှိရနောက်ပြီးဆေးလိပ်တောက်တယ်ဆေးလိပ်နဲ့ပျောက်ချင်တယ်အဲမျိုးဆိုလေဈေးကွာထဲမှာလည်းရှိ ရဲအဲ့အမျိုးကောင်တာတွေမှာရွေးချယ်ပြီးတော့သုံးလို့ရပါတယ်။သုံးတာအနံဆုံးပြောက်တာကြာဘလို့လဲဆိုအနံဆုံးဖြစ်စေဘက်တီးရီးယားရှိရကျွန်တော်ပတ်သက်ထဲမှာအဲ့တော့သူကဒေါတိုက်ဆေးက5ဖြစ်ပြရပါတော့เนาะအဲ့တော့ကြောင့်မလို့ဒီအနံဆုံးတွေကတက်တာပါတယ်တပေါ်ပေါ့ဒေါတိုက်ဆေးဘလို့ပဲသုံးသုံးပြောရမယ်ဆိုရင်သွားစနစ်တကျတိုက်တက်ဖို့လည်းလိုပါတယ်မနက်တစ်ချိန်ညတစ်ချိန်ပုံမှန်တိုက်ဖို့လည်းလိုပါတယ်နောက်ဒေါတိုက်တဲ့အပြင်ကိုသွား floss ပေါ့เนาะဒီသွားသွားဖို့ကြိုးရှိရအဲ့ဒါလေးသုံးဖို့လည်းလိုပါတယ်နောက်ပိုင်းကျရင်လည်းကျွန်မအဲ့နောက် vlog တွေမှာစနစ်မှန်သွားတိုက်နေလို့ပြသွားမှာဖြစ်ပါတယ်အခုလိုမျိုးဒီ morning vlog ကိုပေါ့เนาะတလာ တစ်ချိန်တောင်မဟုတ်တော်တော်ကြာမှ vlog လေးတင်ဖြစ်တာကိုလည်းဟို RV အတွက်အကောင်းဆုံးကျေးဇူးတင်ပါတယ်။နောက်ဆက်ပြီးတော့မြင်မြန်ပေါ့နော်။ပုံမှန် vlog လေးတင်တာကိုလည်းကြိုးစားပါမယ်လို့ပြောရင်းနဲ့ဒီ vlog လေးကိုညီကုန်းချုပ်ပါတယ်။အားလုံးပဲ။ Bye bye ။